ဟမ်မနိုင်ပြောမယ်ဆိုရင်တော့ budget phone တွေကိုဗီဒီယိုလောက်ရတာနည်းနည်းတော့ပြင်းမှုတော့ကောင်းတယ်ဒါပေမဲ့တကယ်တရားပြန်စဉ်းစားကြည့်လိုက်ရင်လည်းလက်ရှိအခြေအနေမှာ budget phone တွေကပဲအပိုရောင်းကောင်းနေတာတိလား budget phone တွေကပဲနေရာယူနေတာဗျာဆိုတော့ဘယ်လိုပြောရမလဲဒီ phone တွေကမှလူတွေနဲ့ပို့ပြီးတော့နှီးဆက်လက်တွေ့ပို့ကြတဲ့ phone တွေဖြစ်နေပြန်ရောကျွန်တော်တို့ content creator တွေဆိုတာကလည်းနောက်ဆုံးပေါ်နှီးပညာနဲ့တဲ့မလားဈေးရင်ကြီးပြီးတော့လူစိတ်ဝင်စားနိုင်မဲ့ topic တွေကြီးပဲလေအများကြီးပြောနေလို့မရဘူးလက်တွေ့မြေပြင်အခြေအနေကိုလည်းပြန်ကြည့်ရသေးတယ်ဆိုတော့ဒီနေ့မှာ ဘက်ချက်ကင်းဆိုပြီးတော့ claim လုပ်ထားတဲ့ H5B+ ဆိုတဲ့ကောင်ကတို့တကယ်ပြောထားသလိုဟုတ်လားတခြားဒီဈေးဝင်ကျင်ကဖုန်းနေနဲ့ဘာတွေများတာလို့တို့ကအဲ့လို claim လုပ်နိုင်တာလဲအဲ့ဒါကို ကြည့်လိုက်အောင် okay tvs ဆက်ဆက်နေကြိုးဆိုပါတယ် specification နေကြည့်ရတဲ့လောက်ကတကယ်ကလေဒီကောင်မနှစ်ကတော့က honor x5 plus နဲ့ကိုတော်တော်လေးတူတယ် design လောက်ကလွင်ကျန်တာဘာမှပြောင်းမလို့တိတ်မရှိဘူး design ဘိုင်းမှာဒီဖုန်းက clean ဖြစ်ဖြစ်နဲ့နည်းနည်းညိန်တဲ့ဘက်ကိုပို့သွားတယ်ကင်မရာလေးလုံးရောင်ဆောင်ထားတယ်တကယ်တမ်းကတစ်လုံးပဲပါတယ် damn design ကလည်းကျွန်တော်တို့မြင်နေကြ design ပဲတည်လားဟို review နေရထားတဲ့ ocean blue color မှာအနောက်ဘက်ကဒီ texture လေးတွေပါတယ်ဆိုတော့အာချစ်ရပုံရတက်တာလေးပေါ့နော် လက်ထဲမှာပို့ပြီးတော့ခံရတာငင်းငင်းမြန်မြန်လေးရှိတယ်ပေါ့ Midnight Black ဆိုတဲ့ကောင်ကတော့ကျွန်တော်တို့ unit မရပါမယ်လေအွန်လိုင်းမှာပုံရှားကြည့်တဲ့တော့ကသူကဘက်ကဘာတက်ချာမတူတော့ဘူးဗျအမြင်ရတော့အမဲလေးကပိုလှသလားလို့အမြင်နဲ့မဲကျွန်တော်တို့စီကိုရောက်လာတဲ့ review နေတွေကအဲ့လို color wheel တွေနှစ်ခုရှင်လိုက်ရင်ပိုမလှတဲ့ color wheel တွေဖြစ်နေလေးရှိတယ်အဲ့ဒါလည်းဘာဖြစ်တာလဲမသိဘူးဒီမျိုးဟာပါတော့ build quality ကတော့ပုံမှန်တိုင်းပါပဲ material ကလည်း plastic bag plastic frame အထူးက 8.5mm နဲ့ 194g ကျွန်တော် specification အတူတူကို h5 plus တုံးကထက်နည်းနည်းလေးပိုထူပြီးတော့နည်းနည်းလေးပိုလေးလာတယ်။ဘာဖြစ်လို့လဲဆိုတော့မပြောတော့ဒီဖုန်းမှာ honor အနေထွက်ထားတဲ့ budget ဖုန်းတွေရဲ့ထုံးစံတိုင်းပဲသူက battery ကိုအရန်အသားပေးထားတယ်။ကျွန်တော်မနစ်ကဖုန်းတွေမှာမြင်နေကြပါတော့เนาะ 9000mAh မဟုတ်တော့ဘဲနဲ့ h5 plus တုံးကလိုမျိုးပဲ 9200mAh ရှိပါလာတယ်။ဆိုတော့200ပို့ပုံများတယ်။ပုံမှန်900 mAh ဖုန်းတွေထက်200ပဲပို့များတာဆိုပေမဲ့သူ့ရဲ့အားပုံမှန်ကောင်းနေထက်တော့တော်တော်လေးပို့ပြီးတော့အားခံတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့မှာပါတဲ့ SOC ကြောင့်သူ့ရဲ့ ူရဲ့ SOC က MTK Helio G36 ဆိုတဲ့ low performance SOC ပြောရင် Cortex A53 လိုမျိုး efficiency ကိုးတွေကြီးရဲ့ရှစ်လုံးသုံးပေးထားပြီးတော့ maximum clock speed က2.2 GHz ပဲရှိတယ်သူရဲ့ TDPU ကပြောမယ်ဆိုဒီ chip ရဲ့ဟို power စားတဲ့နှုန်းက2.2ဝက်ပဲရှိတယ်ဆိုတော့ပုံမှန် 54DB ရှိတဲ့ဖုန်းတွေလောက်ထက် အများကြီးပို့ပြီးတော့အားခက်အဲသူပြောတဲ့ပုံစံညာဆိုလို့ရှိရင်တော့ YouTube ကဗီဒီယို stream မယ်ဆိုလို့ရှိရင်15နာရီ Facebook လောက်ပဲသုံးမယ်ဆိုရင်နာရီ20လောက်ထိအားခက်တယ်လို့ပြောတယ်တကယ်လည်းဆန်းသုံးကြည့်တဲ့လောက်မှလည်း YouTube တနာရီသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အားက6 to 7%လောက်ပဲကုန်တယ် stand by ထားမယ်ဆိုလို့ရှိရင်အဲ့ဒါအကြာကြီးပိုခံလိမ့်မယ်ဆိုတော့ secondary phone အနေနဲ့သုံးမဲ့သူတွေအတွက်ကတော့ကြိုက်တယ်ပေါ့နော်ဒီမှာတစ်ခုရှိတာက battery life ကိုတော့အားရတယ်ဆိုပေမဲ့အားမရတာကကျတော့10 watt fast charging ဆိုတဲ့ကိစ္စဒီခေတ်မှာ budget phone ပဲဖြစ်ဖြစ် secondary phone ပဲဖြစ်ဖြစ်10 watt fast charging ရတော့မဖြစ်သင့်ဘူး အားပြေဖို့ကို2နာရီချို3နာရီနေပါလို့ဆောင်းရတဲ့ကိစ္စကဒါလောက်မီးပြတ်တဲ့ခေတ်မှာဆိုရင်တော့တိတ်အဆင်မပြေတော့ဘူးလို့ကျွန်တော်ထင်တယ်။အနည်းဆုံး18ဝက်လောက်ကတော့ဖြစ်စီချင်းမီးတယ်။ပြီးတော့ Helio G36 က normal usage မှာအရင်ဆိုရထစ်တာမျိုးမဟုတ်ပေမဲ့ smoke တော့လည်းအရင်မဖြစ်ဘူး။တခုခုသုံးနေရင်လည်းလုံနေနေနဲ့စီဆောင်းရတာမျိုးလေးရှိမယ်နော်။ 90Hz display ပါတယ်ဆိုပေမဲ့ scroll လိုက်တဲ့အချိန်မှာ smoke မဖြစ်နေတဲ့ခံစားချက်မျိုးလေးနည်းနည်းရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ contact နေရာပေါ်လာမှာကိုစောင့်နေရတာကိုဘယ်လိုဖြစ်လဲ။ display ကြီးကမြန်နေပြီးတော့နောက်က SOC ကမလိုက်နိုင်ရင်လည်း smooth ဖြစ်တယ်ဆိုတဲ့ experience အပြည့်ကိုပေးရမလဲပေါ့နော်ဆိုတော့ daily usage မှာတော့မအဲ့လိုလေးတွေဖြစ်နေတဲ့အခါကျတော့ game ဆော့မယ်ဆိုရင်တော့ဒီဖုန်းကမဝယ်စေချင်ဘူးကျွန်တော်ကတော့ game ဆော့မယ်ဆိုရင်တော့ mobile legends တော့ကိုတော့ဒီ setting မှာတော့ဆော့လို့ရပါတယ်နော်နည်းနည်းလေးတော့ဒီခံဆော့ပေါ့အားပေါ်ခံတာလိုချင်တဲ့ဆိုတဲ့သူတွေအတွက်နော် G36 ကကောင်းတယ်ဆိုပေမဲ့ G81 လောက်သုံးပေးနိုင်မယ်ဆိုရင် daily usage မှာအများကြီးပို့ပြီးတော့ experience ပိုကောင်းနိုင်တယ်တခြားဒီဈေးဝင်ချက်နဲ့ဖုန်းတွေမှာလည်းကျွန်တော်လည်းကြည့်တဲ့လောက်ကတော့ G81 တို့ G85 တို့ လောက်တွေဖြစ်ကုန်ချိုင်းနာတွေက Redmi 13C 5G ဆိုလို့ရှိရင်၄သိန်းနဲ့ Dimensity 6100 Plus ကြီးပါတောင်ဖြစ်နေပြီ Global တွေက၄သိန်းခွဲဝင်ချင်မှာဆိုရင် Redmi 14C လို့ကောင်းမျိုးက G81 Ultra သုံးနေတာဆိုတော့ကဒီဖုန်းမှာ performance ဘိုင်းကိုတော့အားမရဘူးနော်တခုံနဲ့ပြောရမယ်ဆိုရင်တော့ battery က top priority မဟုတ်ဘူးဆိုရင်တခြားပို့ကောင်းတဲ့ရွေးချယ်စရာလည်းရှိတယ်ဒါပေမဲ့ ကျွန်တော်တို့လေးသိန်းခွဲဆိုတာခံမှန်းထားတဲ့ဈေးပေါ့နော် budget king ဆိုတဲ့နာမည်တိုင်းအဲ့တဲ့အများကြီးပိုဈေးသက်သာနေမှာဆိုတော့တမျိုးဖြစ်ရင်ဖြစ်သွားမှာပေါ့ဒီဗီဒီယိုကိုလုပ်တဲ့အချိန်မှာကျွန်တော်တို့တည်ထားတာလေးသိန်းခွဲဝင်ကျွန်တော်တည်ထားတာအားကြောင့်မလို့လို့ပြောတာပေါ့နော် ပြီးတော့ဒီဖုန်းမှာ RAM က 4GB ပါ RAM 4GB ကအခုခေတ်ဖုန်းတွေမှာဆိုလို့ရှိရင်လောက်တယ်ဆိုရင်လောက်ပဲပေါ့နော် app များများကြီးဖွင့်ထားတဲ့သူတွေဆိုလို့ရှိရင်တော့အစအနေပြီးတော့ loading မြန်မြန်သွားရတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်85 Plus တုန်းကထပ်ပိုကောင်းလာတာကြတော့ဒီကောင် storage ပေါ့ ဒီကောင်မှာ 128GB storage ပါတာဆိုတော့အရင်တုန်းက64ပါတဲ့ကောင်ထက်နှစ်ဆပုံများသွားတယ်ပေါ့နော်ဈေးကလည်းပုံမကြီးသွားဘူးပေါ့ Asus Plus ရဲ့လက်ရှိဈေးနဲ့အတူတူလောက်ပဲဒီကောင်ဖြစ်မယ်လို့ကျွန်တော်မှန်းပြီးတော့ပြောတာပေါ့ဒီအချက်ကတော့ဒီရုပ်ရှင်တွေကိုနော် offline down ထားပြီးတော့ AC ကြည့်မယ်ဆိုတဲ့သူတွေဘာညာအဆင်ပြေသွားမယ်ပေါ့ဗျာအဲ့လောက်မှမလောက်သေးဘူးဆိုလို့ရှိရင်လည်း SE Gaslor လည်းထပ်ဆိုက်စီရပါသေးတယ် display ဘိုင်းမှာကျတော့ Honor က6.56 inches display ကို 720p display နဲ့ဆိုတော့ 1080p 300ရထက်ဆိုင်ရင်အားတော်လေးပိုခမ်းတယ် TFT LCD panel 300ရတော့ဒီဈေးဝင်ချင်မှာပုံမှန်ပဲပြီးတော့သူ့မှာ pan show နဲ့မဟုတ်ဘူး water drop notch နဲ့ color တွေကကျတော့သူ့ဈေးနဲ့သူကတော့မဆိုးပါဘူးเนาะဒါပေမဲ့အရင်ကြီးတောက်နေတာစိုးနေတာမျိုးတော့မဟုတ်ဘူးတော့ဘယ်လိုပြောမလဲ natural ဆန်ဆန်လေးပေါ့လေနဲ့ muted လေးပေါ့အဲအဲ့လိုမျိုး brightness ကလည်း typical brightness ကို 450nits နဲ့ peak brightness ကို 930nits လောက်ထိရတယ် speaker လည်း mono speaker ပဲအဲတန်းတော့ကျယ်ဆို multimedia consumption အတွက်ကတော့မဆိုးပါဘူးလူကြီးတွေအတွက်လည်းဖုန်းက ring tone တိုးနေလို့အသံမကြားရဘူးဘာညာအဲ့လိုမျိုးတော့ကိစ္စမျိုးတော့မရှိဘူးပေါ့နော်အတန်းတော့ပြဲတယ်ကင်မရာက H5B+ မှာနှလုံးပါတယ်ဆိုရင်တစ်လုံးက auxiliary lens ဆိုပဲတွေ့ရတယ်ဆိုတော့တကယ်တမ်းကတော့တစ်လုံးပဲပေါ့နော် main camera ကသူ့မှာ 50MP ဆိုထည့်ပေးထားတယ် သူ့ဇေဝင်းကျင်မှာဆိုလို့ရှိရင်တော့မစိုးပါဘူးနော်ဘလောက်စင်ပြေလဲဆိုတာကိုကြည့်လို့ရအောင်လို့အခုဒီမှာ test store လေးတွေထည့်ပြီးထားတယ်အဲ့ဒါလေးတွေကိုပဲတစ်ချက်ကြည့်ကြည့်လိုက် so အဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင်ဒီဖုန်းက battery တော်တော်ခန့်နေ secondary ဖုန်းအနေနဲ့ထားသုံးမယ်ဆိုရင်အဆင်ပြေတယ်ဒါပေမဲ့ Helio G36 ကကျွန်တော်တို့အခုကြားထားတဲ့ဈေးမှာဆိုရင်တော့ performance နည်းနေတယ် primary phone တစ်လုံးအနေနဲ့တုံလို့မကောင်းတန်ဝက် charging ဆိုတာလေဒီခေတ်မှာတိတ်မဖြစ်သင့်တော့ဘူးเนาะဘယ်လိုပြောမလဲ honor fan ဖြစ်မယ် google service ကောင်းကောင်းလုပ်လို့တာကိုလိုချင်နေဆိုရင်တော့ secondary phone အနေနဲ့ရွေးချင်ရွေးလို့ရတဲ့အနေထားလောက်ပါပဲရှိပါတယ်အော်ညို့ Honor H5B လဲဝင်မယ်တော့ကြားတယ်။ H5B ဝင်မယ်ဆိုရင်တော့ plus မဟုတ်တဲ့အခါကျနည်းနည်းပိုသေးသက်တာဝင်ဝင်တော့မသိပါဘူးကြားတာပြောပါတယ်နော်။ဆိုတော့ခင်ဗျားတို့ရောဒီဖုန်းကိုဘယ်လိုမြင်လဲ။အောက်က comment တွေမှာဝင်ရောက်ဆွေးနွေးခွန်သားလို့ရပါတယ်။ Okay ။နောက်နေ့မှတွေ့ရအောင်